တာလီမြူရက်ွက်တုံးရက်ွက်လေးအတွင်း၌သွေးလွန်တကွေးယောဂါကာကွယ်နှိမ်နင်းရေးဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှေ့ပိုင်းတာချီလိုက်ခရိုင် တာလီမြူရက်ွက်တုံးရက်ွက်လေးအုပ်စုအတွင်းရှိ အခြေခံပညာထက်တန်းကြောင်နေအများ၌ယနေ့နဲ့နဲ့ပိုင်းနဲ့မွန်လွယ်ပိုင်းတို့ကသွေးလွန်တကွေးယောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ထို့သို့ဆောင်ရွက်ရာတွင်ရက်ွက်တုံးရက်ွက်လေးအတွင်းရှိအခြေခံပညာထက်တန်းကြောင် နေအိမ်များတွင်ဖုံးသွင်းလဲစစ်လုပ်ငန်းများဆောင်ရွက်ခြင်း ပိုးလောက်လန်းသေးစေအပိတ်စေးခတ်ခြင်းလုပ်ငန်းများကိုကြေးလက်ကျန်းမာရေးဦးစီးဌာနကွယ်မှတားဖွားဆရာမဒေါ်နန်းစိန်ဦးဆောင်သည့်အဖွဲ့များကသက်ဆိုင်ရာ ကြေးရွာတာဝန်ခံအုပ်ချုပ်ရေးမှူးရက်ကြီးစည်ရည်နှင့်ကျောင်းအုပ်ဆရာဆရာမများက ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ။